လက်ရှိထွက်ပေါက်နေတဲ့လူမှုရေးပြဿနာတွေကြောင့်တမိစိုးကိုနှစ်ကိုကြားတောင်းပန်နေရတဲ့နေလင်းကျော်ပြည်သူများလုံးမင်းမင်္ဂလာပါရှင့် Famous Sally News ကနေပြန်လဲကြိုဆိုလိုက်ပါတယ်။လက်တလောဖြစ်ပေါ်နေတဲ့လူမှုရေးပြဿနာအရှုပ်အရှင်းတွေအတွက်တမိစိုးကိုလူမသိသူမသိတောင်းပန်နေရတာကတော့အစောရောနေလင်းကျော်ဖြစ်ပါတယ်။ နေလင်းကျော်ဆိုတာကတော့မြမအင်တာသရှင်ဆိုပြန်ပွဲကနေနာမည်ကြီးလာတဲ့ဆိုတော့တယောက်ပါနေလင်းကျော်ဟာရုပ်ကလေးချောမောလှပပြီးအတန်ကောင်းတဲ့လောက်နာမည်ဆိုးနဲ့ကျော်ကြလာပါတယ်အထူးသဖြင့်တော့နေလင်းကျော်ကကောင်းတဲ့သူမဟုတ်ပဲရုပ်ကလေးကိုဗန်းပြပြီးတော့လှူစားနေတဲ့သူတယောက်ဖြစ်နာမည်ကြီးပါတယ်နေလင်းကျော်ကသူ့ရဲ့ရုပ်ရည်ချောမောလှပမှုကိုအသုံးချပြီးတော့မိန်းကလေးတွေကိုချူစားတာပါဒါပြင်နေလင်းကျော်ဟာအင်းတွင်ကြက်ဖက်မှုကိစ္စတွေနဲ့လည်းပြဿနာတွေဖြစ်ပြီးတော့ခြေထဲကိုဝင်ခဲ့ရဖို့ပါတယ် ဒါအပြင်နေလင်းကျော်ကမြန်မာအင်တော်သစင်းစိုးပြန်ပွဲဝင်တော့ဇနီးဖြစ်သူဇာဇာထက်ကအဆဆအဲရာကိုညီပံပိုးပေးခဲ့ပေမယ့်နေလင်းကျော်ကတော့လူပြိုရောင်ဆောင်ပြီးတော့နေနေခဲ့တာပဲဖြစ်ပါတယ်ဒီကြားထဲမှာတော့နေလင်းကျော်ဟာမော်ဒယ်လာယမင်းအိမ်နဲ့ချက်ကြိုက်ခဲ့တာဖြစ်ပါတယ်။ဒီကိစ္စရဲ့ပိုင်းထဲမှာတော့နေလင်းကျော်ကမော်ဒယ်လာယမင်းအိမ်စီကနေငွေတွေရတနာတွေချူစားခဲ့တယ်ဆိုပြီးသတင်းတွေထွက်ခဲ့ပါတယ်။ဒါကြောင့်လည်းနေလင်းကျော်ရဲ့မကောင်းသတင်းတွေကပြန့်နှံ့နေကြတာဖြစ်ပါတယ်။ Facebook ဆက်လီသမီးစိုးကနေလင်းကျော်ရဲ့အကြောင်းတွေကိုဖော်ကောင်လုပ်ခဲ့ရပါ တမီးစိုးကတော့နေလင်းကျော်ဟာယောက်ျားသားလေးလို့တခြင်းဖြစ်ကြောင်း မိန်ကလေးတွေစီကနေခြူစားတတ်ကြောင်းဒါအပြင်မယားကြီးစားစားထက်ကိုအသုံးချပြီးတော့ကွာရှင်းခဲ့ကြောင်းဒါအပြင်နေလင်းကျော်ကအဖော်ချွတ်တွေအများကြီးလုပ်တဲ့နာမည်ကြီးထိတ်တန်းမင်းသမီးတယောက်နဲ့ခိုးပြီးတော့နောက်မီးလင်းခဲ့ဖို့ကြောင်းသမီးစိုးကမြမရီတော်အဆိုတော်နေလင်းကျော်ရဲ့မကောင်းတဲ့အကျင့်တွေကိုဖော်ကောင်လုပ်ခဲ့ရဖြစ်ပါတယ်။သမီးစိုးဖော်ထုတ်လိုက်တာကြောင့်နေလင်းကျော်ရဲ့မကောင်းတဲ့အကျင့်စရိုက်တွေကိုလူတွေကတည်သွားခဲ့ရတာဖြစ်ပါတယ်။ဒီအတွက်ကြောင့်လည်းနေလင်းကျော်ရဲ့ဂုဏ်သိက္ခာတွေကျဆင်းခဲ့ရပါတယ်။ဒါတွေကိုနေလင်းကျော်ကမကျေနပ်ပါဘူး။ဒါကြောင့်လည်းနေလင်းကျော်ကသမီးစိုးကိုနှစ် က်ကိုကြား CBT လာရောက်ပြီးတော့ပြောဆိုနေပါတယ်။သမီးစိုးကိုနေလင်းကျော်ကသူ့ရဲ့အကြောင်းတွေကိုမဖွားဖို့တောင်းပန်လိုက်ပါတယ်။ဒါအပြင်သမီးစိုးကိုနေလင်းကျော်ကသူကဘသူ့ကိုမှဒုက္ခမပေးဘဲနေနေရဖြစ်ကြောင်းလူတွေအထင်လွဲနေကြတဲ့ကိစ္စတွေအလုံးကလည်းအမှန်တရားတွေရှိကြောင်းအဲဒါကြောင့်အဖွားကြီးသမီးစိုးအနေနဲ့သူ့ကိုအင်တာနက်ပေါ်မှာဆေးဒုက္ခပေးကတိတ်ခါမချဖို့အတွက်နေလင်းကျော်ကသမီးစိုးကိုတောင်းပန်နေရဖြစ်ပါတယ်။ တမီးစိုးကတော့မြမအီတော်ကနေလင်းကျော်ကအခုလိုမျိုးသူ့ကိုလူမသိသူမသိ CBT လာရောက်ပြီးတော့သူ့အကြောင်းမပြောဖို့တဲ့တောင်းပန်နေရကိုတပန်ပြန်လဲဖွင့်ပြလိုက်တာဖြစ်ပါတယ်။နေလင်းကျော်ကိုပြေးခဲ့တဲ့ရက်ပိုင်းမှာတရားစွဲမယ်။ငါအကြောင်းကောင်းကောင်းသိစေရမယ်။မြေလန်ရှာမယ်ဆိုပြီးကြုံဝါနေတဲ့မော်ဒယ်လာရမင်းအိမ်ကတော့ အခုချိန်မှာနေလင်းကြော်နဲ့ဘလိုမျိုးပြည်လဲမှုတွေရသွားလဲတော့မသိပါဘူးအခုတခါမှာတော့သူမအနေနဲ့နေလင်းကြော်ကိုတရားမစွဲတော့ဘူးအကုန်ကြေးအေးပေးမယ်လို့ပြောလာပါတယ်ဒါပြင်မီဒီယာတွေအနေနဲ့လည်းသူမနဲ့နေလင်းကြော်ရဲ့ကိစ္စတွေကိုမဖွာချဖို့အတွက်လှရမင်းရင်ကပြောခဲ့ပါတယ်ဘာပဲပြောပြောနေလင်းကြော်ဟာမကောင်းတဲ့ယောက်ျားတစ်ယောက်ဖြစ်နာမည်ပြက်နေရဖြစ်ပြီးတော့နာမည်ကြီးဖော်ချုံမင်းသမီးဖြစ်ခဲ့ဘူးသူတင်ဆောင်ဝင်းကြော်နဲ့တောင်းချစ်ကြိုက်ခဲ့ဘူးရဲ့လို့ကြားသိရပါတယ်ဒီဗီဒီယိုကိုကြည့်ရှုနေကြတဲ့ပရိသတ်တွေကရောတင်ဆောင်ဝင်းကြော်နဲ့တောင်းချစ်ကြိုက်ဘူးရဲ့နေလင်းကြော်ကိုဘယ်လိုမျိုးမြင်ကြလဲဆိုတာ ြောသွားခဲ့ပါအောင်ရှင်အစောနေ့ကြည့်ရှုပေးတဲ့အတွက်အားလုံးကိုကျေးဇူးတင်ပါတယ်ရှင်